ဦးဇင်းတို့လူသားတွေမှာအတိတ်နမိတ်ဆိုတာရှိတတ်ကြတယ်အားလုံးသတိမထားမိကြလို့သတိထားကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအတိတ်နမိတ်တွေဟာတနည်းအားဖြင့်ပြောရင်ပုပ္ပနမိတ်ပေါ့နော်ရှေ့ပြေးနမိတ်တွေကိုယ်ကိုစောင်းလျှောက်တဲ့နမျက်နှာကောင်းနဲ့အပေါင်းတွေကပဲဖြစ်စေကိုယ်ကိုအတိပေးသတိပေးတာမျိုးတွေကိုယ်ကိုယ်တိုင်ကောင်းတဲ့မှုတွေပြုလုပ်တဲ့အတွက်ကြောင့်ကောင်းတဲ့ပုံကိုယ်တွေက မကောင်းတာတွေကြားရောက်လာတော့မယ်ဆိုတဲ့အကြောင်းကိုသတိပေးတာမျိုးတွေဒါတွေကိုနမိတ် အတိတ်နမိတ်လို့ခေါ်တယ်တနည်းအားဖြင့်ပြောမယ်ပုပ္ပနမိတ်ပေါ့အဲ့ဒီအတိတ်နမိတ်တွေကိုဘယ်လိုပုံစံမျိုးတွေနဲ့သိစေတယ်လဲဆိုတော့နီးစပ်ဆုံးဖြစ်များဆုံးပြောရမယ်ဆိုလို့ရှိရင်အိမ်မက်တွေပေါ့နော်အိမ်နေတဲ့အချိန်မှာမက်တဲ့အိမ်မက်တွေအဲ့ဒီအိမ်မက်တွေကလည်းပဲဦးဇင်းတို့အိမ်မက်မတိုင်းတော့ပုပ္ပနမိတ်မဟုတ်ဘူးပေါ့နော်အိမ်မက်မက်တဲ့အချိန်တွေရှိတယ် ညာဦးရံမှာမတ်တဲ့အိမ်မက်တို့နော်တကောင်ရံမှာမတ်တဲ့အိမ်မက်တို့လင်ဟာကြီးချိန်မှာမတ်တဲ့အိမ်မက်တို့ဒီလိုအမျိုးမျိုးရှိတာပေါ့အချိန်တွေအဲ့ဒီထဲမှာ မိုးလင်းကန်ဒီဦးစင်းတို့စားထားတောက်ထားတဲ့အစာတွေကျင်ညက်ပြီးတော့အစာဩစာအာဟာရအဖြစ်ဖြစ်တည်သွားတဲ့အချိန်ပေါ့အဲ့ဒီအချိန်ကဘယ်အချိန်လဲဆိုတော့ဦးစင်းတို့မိုးလင်းကန်ဒီပေါ့လင်ဟာကြီးအချိန်အဲ့ဒီအချိန်မတ်တဲ့အိမ်မက်ဟာအမှန်ကန်ဆုံးပဲအနည်းဆုံးပဲတဲ့နော် အဲ့ဒီကုသကပြောတဲ့ဥစဉ်တို့ပုပ္ပနမိတ်ပေါ့ရှေပြင်းနမိတ်နဲ့ပတ်သက်ပြီးတော့ဥစဉ်တို့ရဲ့ဒီကိုတွေလေးတခုပြောပြမယ်။ဘာလဲဆိုတော့ဥစဉ်တို့ပထမတစ်ခုအရင်ပြောရမယ်ဆိုရင်ယခုလှုပ်ွားတဲ့မြင်ငင်နဲ့ပတ်သက်ပြီးတော့ပေါ့။မန္တလေးမှာဥစဉ်တို့မြင်ငင်မလှုပ်ခင်က ရောက်နေတာပေါ့။စာမေးပွဲဖြေဖို့။ရောက်နေတဲ့အချိန်မြင်ငင်လှုပ်သွားတာက3လပိုင်း20နဲ့8ရက်နေ့ နေ့လည်း12နာရီမိနစ်90လောက်မှာပေါ့အဲ့ဒီနေ့ကမြန်မာလိုပြောမယ်ဆိုလို့ရှင်ရင်တပေါင်းလာွယ်နေ့ဦးဇင်းတို့ကဦးဇင်းရဲ့ဆရာသမားကျောင်းဘုံပြန်တော်ရတဲ့မှာနေတာနော်ရတနာမိုးကြီးကျောင်းကျောင်းကြီးကတုံးတက်ကျောင်းကြီးပေါ့ပုံမှာအပေါ်မှာတိန်နဲ့အဲ့ဒီကျောင်းကြီးကိုဦးဇင်းတို့ကတန်ရှင်းရေးလုပ်ကြတယ်ဥပုံနေတိုင်းလုပ်ကြတယ်လာပြေလောက်ွယ်ရှိရဥပုပ်ဒီလိုဥပုပ်နေတိုင်းလို့တော့အဲ့ဒီလာကွယ်နေလဲတော့ ်တန်ရှင်းလို့ကမနေပေါ့အပေါ်ဆုံးတက်ကတိန်ကိုတန်ရှင်းတက်လို့တန်ရှင်းတက်လို့တော့ဒီចောင်းမှာចောင်းသားတခါလေးကအရင်တက်ပြီးသူလုံနေနှင်းဥစဉ်တက်သွားတော့တော်တော်များများကပြီးသွားပြီသူကဥစဉ်ကပြီးတော့သူကပြန်ဆင်းသွားတယ်ပေါ့ပြီးပြီဆိုတော့ဥစဉ်ကရေဘားလေးတွေခလုတ်ကလေးတွေနော်လိုက်လက်ကြက်ပြီးတော့အဲ့ဒီမှာဥစဉ်အတွေးတစ်ခုဝင်လိုက်တာကဘာကိုတွေးမိတာတော့ဆိုတော့အပေါ်တဲ့ရောက်တော့ကိုက တိုင်းပြန်ဆင်းမလာသေးဘူးပေါ့အမြင်ကနေဟိုကြည့်ဒီကြည့်ပေါ့ကြည့်ပြီးတော့တွေးတဲ့ဘာဝင်လာသလဲဆိုတော့ဒီအကယ်၍မြငလျင်နေပါတယ်လှုပ်မယ်ဆိုလို့ရှိရင်ဒီလောက်ကြီးတဲ့အကြောင်းကြီးဒီလောက်မြင့်တဲ့အကြောင်းကြီးဘယ်လိုများဖြစ်မလဲမသိဘူးလို့အတွေးထဲမှာတွေးမိလိုက်တာဒါလှုပ်ကြံပြောတဲ့စကားမဟုတ်ဘူးပေါ့တကယ်တွေးမိလိုက်တယ်တွေးမိပြီးတော့ဦးဇင်းတို့လိုက်ကြည့်လိုက်တယ်ပေါ့ ဒီနားကတော့ဘလို့ဖြစ်နိုင်တယ်ဟိုနားကတော့ဘလို့ဖြစ်နိုင်တယ်ဒီလိုပုံစံမျိုးလေးပေါ့အဲ့တော့အတွေးတဲ့ဒီလိုလေးခဏခိတခဏပေါ်လာပြီးတော့ဦးဇင်းတို့ကတာမန်ဝင်လာတဲ့အတွေးပဲဆိုပြီးတော့မိမိပျောက်ပျောက်ပဲပေါ့နေ့လယ်၁၇နာရီနေဆုံးနေပါတယ်ဖုံးပေးပြီးတော့၁၇နာရီလောက်ကြာတော့ခဏကျိန်းနေတဲ့အချိန်မြင်ငင်လှုပ်တာပေါ့ပြောချင်တာကခုနကပြောတဲ့ပုပ်ပါနမိတ်ပေါ့ဒါတစ်ခုနောက်တစ်ခုကနောက်တစ်ခုကဘာနဲ့ပေါ်လာတော့ဆိုတော့အိမ်မက်ပေါ့ ဦးတို့တို့ယခုနေနေတဲ့ဒီပုံကလေးကကြောင်းပါနော်ညဘက်အိမ်နေနေအိမ်မက်မက်တာမွေတွေ့တယ်ဗောဗျာမွေတွေ့တယ်ဘယ်နာတွေ့တာဆိုတော့တိမ်နဲ့တွေ့တာတော့မဟုတ်ဘူးဟိုဘက်တနေရမှာမွေတွေ့တယ်လို့အိမ်မက်မက်ပြီးတော့နောက်နေ့နေ့လယ်ခင်းလောက်ကြတော့ဒီတိမ်ကဦးတို့ကတကားတော့ခတ်ထားတာကိုအပြင်အပြန်လာတော့တိမ်နဲ့ဝင်တော့လင်းမွေကြီးတကောင်တိမ်နဲ့ရောက်နေရဲ့နော်ဒါတွေဟာဟိုတိုက်ဆိုင်မှုလို့ပဲတချို့ကလည်းပြောရင်ပြောမှာပေါ့ ရှေပြေးနမိတ်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဦးဇင်းတို့ကတော့ဒါကိုရှေပြေးနမိတ်တွေလို့ထင်တာပဲဒီဒိဋ္ဌိနမိတ်တွေရောဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘုရားရှင်ကိုရောင်မြတ်ကြီး အိမ်မက်တော်၅ပါးအိမ်မက်တော်ကြီး၅ပါးမတ်တော်မူခဲ့တယ်ဒါတွေဟာဘုရားပြမဲ့ရှေပြေးအိမ်မက်တွေရှေပြေးနမိတ်တွေပေါ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုတိုင်းအဲ့ဒီအိမ်မက်တွေကို အမတ်တူရဲ့အကျိုးပြစ်တွေကောက်ပြီးတော့ဒါကတော့ဒါကြောင့်ဖြစ်တယ်ဒါကတော့ဒါကြောင့်ဖြစ်တယ်လို့ဖះလောင်းဘောကပေါ့ဖះမဖြစ်သေးဘူးဘယ်ချိန်မှတ်တာတော့ဆိုတော့မဟာတက္ကရတရား၃ခုနှစ်ကစုံလာဇန်၁၄ရက်နေ့ရမှာမှတ်တာ နော်လင်ယာကြီးချိန်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှတ်ခဲ့တဲ့အိမ်မက်တော်ကြီး၅ပါးကဒါဟာပုပ္ပနမိတ်တွေပဲရှေပြင်းနမိတ်တွေပဲဘာမှတ်တာတော့ဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဖះလောင်းဘောနော်ဖះမဖြစ်သေးဘူး ဘလုံးမတ်တာတော့ဆိုတော့နံပါတ်1အိမ်မက်အနေနဲ့ကမြေပြင်ကိုကြောခင်းပြီးတော့မြေပြင်ကြောခင်းတယ်ဆိုတာအိယာပုံစံမျိုးပေါ့ဗျာနော်ခန္ဓာကိုချပြီးအိတ်တယ်ဟိမောနာတောင်ကိုခေါင်းအောင်တယ်တဲ့အရှိသမုဒ္ဒရာကိုကြတော့လက်ဝဲနော်လက်ဝဲဆိုတာဦးဇင်းတို့ဘယ်ဘက်ပေါ့အနောက်သမုဒ္ဒရာကိုကြတော့လက်ရာဒီညာဘက်ထားတယ်တောင်သမုဒ္ဒရာကိုကြတော့ခြေထားပြီးတော့အိတ်တယ်တဲ့အဲ့ဒါလိုအိမ်မက်မက်တာနော်ဖျားလောင်းပေါ်ရမှာဒါနံပါတ်1အိမ်မက် ဲ့လိုအိမ်မက်မဲ့တော့ဖယားလောက်ကသူ့ဘာသူပဲဒီအိမ်မက်ကဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုအိမ်မက်ကအကျိုးအပြစ်ကိုနမိတ်ဖတ်တယ်ပေါ့နော်ဘလို့နမိတ်ဖတ်လိုက်တော့ဆိုတော့ဒီအိမ်မက်ကအကျိုးဟာတပည့်ယူဒရွှေညံတော်ကိုအေကံစင်စစ်ရပြီးတော့လူသုံးပါးမှာဖျားဖြစ်မယ်ဆိုတဲ့အတိတ်နမိတ်ပဲလို့ဖျားလောင်းလေးကဒီလိုနမိတ်ဖတ်လိုက်တယ်သူရဲ့နံပါတ်1အိမ်မက်ပေါ့အိမ်မက်တော်ကြီး၅ပါးဒါထင်ရှားပါတယ် နောက်တစ်ခုဘလို့အိမ်မက်မက်တုံးဆိုတော့တိရိယာမီတဲ့မျက်ပင်မျိုးဟာဒီတဘိုးကပမာဏရှိတယ်လို့မဟာဗုဒ္ဓဝင်ထဲမှာဆိုတယ်တဘိုးဆိုတာအလုံးဒီတလန်လောက်ရှိမှာပေါ့နော်အယိုးကလည်းနီးနေတာတဲ့အဲ့ဒီမျက်ပင်ဟာဘယ်မှာပေါက်တာလုံးဆိုတော့ချက်မှာပေါက်တယ်တဲ့ချက်မှာပေါက်ပြီးတော့ကြီးနေနေပဲတထွားတထောင်တလန်တရာတကောက်တယူဇနာစသည် အဖြစ်မြင့်တက်သွားတာတဲ့ ဘယ်ထီအောင်မြင်တက်လဲဆိုတော့ကောင်းငင်အထီမြင်တက်ပြီးတော့အဲ့ဒီကောင်းငင်မှာတီးနေတယ်ပေါ့အဲ့ဒါလို့အိမ်မက်မြင်မက်တယ်တဲ့ဖရာလောင်းကအဲ့ဒီမြင်မက်တဲ့အိမ်မက်ဟာဘလို့အကျိုးရဲ့ရှေပြင်းနမိတ်ပုပ္ပနမိတ်လဲဆိုတော့နေစီမှာပရိပရာဖြစ်တဲ့မဂ်ဂင်ရှိပါအကျင့်တရားကိုလူနဲ့ပြမတတဝါတွေကိုဟောကြားရန်အတွက်ပုပ္ပနမိတ်ရှေပြင်းနမိတ်ဖြစ်တယ်လို့ဖရာလောင်းကဒီလိုနမိတ်ကောက်တယ်နောက်တတိယမြောက်အိမ်မက်ကဘာလဲဆိုတော့ န္ဓာကိုယ်ကဖြူပြီးတော့ဥကောင်းတွေကနက်နေတယ်အဲ့ဒီနက်နေတဲ့ပိုးလောက်တွေပေါ့အဲ့ဒီပိုးလောက်တွေကဖယားလောင်းရဲ့ဒီခြေချောင်းလေးတွေကနေပြီးတော့ပစစ်ဒူးဝန်အထိတရရတက်တယ်လို့မြင်မဲ့တယ်တဲ့။နော်အသေးရစရာကြီးပေါ့။အဲ့ဒီအိမ်မက်ကဘာရဲ့ရှေပြေးနမိတ်လဲဆိုတော့ဝိပုစင်ကျေဝတ်တဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေဟာမြတ်စွာဘုရားစတန်မှာတရဏဂုံသုံးပါးစောက်တည်ပြီးတော့ တရားရှင်ကိုကိုးကွယ်စည်းကပ်ကြလိမ့်မယ်ဆိုတဲ့ရှေ့ပြင်းနမိတ်အဖြစ်ခုနကအိမ်မက်ကိုမြင်မှတ်တာဖြစ်တယ်တဲ့။ဟောနံပါတ်၄အိမ်မက်ကဘာလဲဆိုတော့ညိုရွှေနီယိုလေးပေါ်တော့အစင်းရှိတဲ့ငှက်တွေဟာအယက်လီမျက်နှာကနေပြန်လာကြပြီးတော့နော်ဝေးကနေပြန်လာတော့ကညိုရွှေအနီယိုဆိုတဲ့ရောင်စင်းမျိုးမျိုးရှိတယ်။အဲ့ဒီညိုရွှေနီယိုရောင်လေးပေါ်ရှိတဲ့ငှက်တွေဟာယက်လီမျက်နှာကနေပြန်လာပြီးတော့ ဖះရှင်ကိုတော်မြတ်ထံပေါ့ဖះလောင်းနားကိုနားလိုက်ပြီဆိုရင်ပဲအလုံးကအဖြူရောင်လေးတွေဖြစ်သွားတယ်။ဘာရဲ့ရှင်ပြင်းနမိတ်ကြောင့်ဒီအိမ်မက်ကိုမတ်တာလဲဆိုတော့မင်းမျိုးပုံနာမျိုးတကြွယ်မျိုး သူစင်းရဲမျိုးအဲ့ဒီအဲ့ဒီအမျိုးလေးပါးထဲမှာရှိတဲ့အမျိုးကောင်းသားတွေဟာတဲ့ဘုရားသာသနာတော်ထဲမှာယဟန်ဝိကြမဲဆိုတဲ့ရှင်ပြင်းနမိတ် အဖြစ်ဒီအိမ်မက်ကိုမြင်မတ်တာတဲ့ဟုတ်တော့ပေါ့ဦးဇင်းတို့ ။အိုးအမျိုးလေးပါးတဲ့ကနေပြီးတော့ရောက်လာတဲ့အချိန်မှာမင်းမျိုးဆိုလို့ရှိရင်လည်းပဲမင်းဝတ်တန်သားတွေနဲ့အော်တထေးကလည်းသူတထေးတွေဝတ်တဲ့အဝေစားတွေနဲ့ရောင်မျိုးစုံဆင်းမျိုးစုံပေါ့ဒါပေမဲ့မြတ်စွာဘုရားသာသနာတော်အတွင်းကိုဝင်ရောက်ပြီဆိုလို့ရှိရင်သင်္ကန်းရောင်ကတော့တယောက်နဲ့ဖြစ်သွားတယ်လို့ပေါ့နော်အဲ့ဒီရဲ့ရှေပြင်းနမိတ်အဖြစ်ခုနကညိုရွှေနီရောငှက်လေးပေါ်တွေလာပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ရင်ဝတ်ဆင်းမိတဲ့အချိန်မှာပဲအဖြူရောင်ဖြစ်သွားတယ်ဆိုတဲ့ ဒါရှင်ပြင်းနမိတ်ကနောက်တစ်ခုနံပါတ်5အိမ်မက်ကမစင်တောင်ကြီးအဲ့ဒီမစင်တောင်ကြီးပေါ်မှာဇင်းညံလျှောက်အဲ့ဒီလိုမစင်ညံလျှောက်ပေမဲ့လည်းမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုအဲ့ဒီမစင်တွေကမလင်းကျံမညိကမပေဘူးတဲ့အဲ့ဒီလိုအိမ်မက်မက်တဲ့အဲ့ဒီအိမ်မက်ရဲ့အကျိုးကဘာလဲဆိုတော့မြတ်စွာဘုရားအသက်ပင်ညူတာချွေးညံတော်ကြီးကိုရပြီးတော့ဘုရားဖြစ်မယ်ဘုရားဖြစ်ပြီးတဲ့နောက်ပိုင်းမှာဦးဇင်းတို့ ပစ္စည်းလေးပါးတွေရရှိလာမယ်စွမ်းသင်ငန်းကြောင်းဆေးပေါ့အင်မတန်မှမုံမြတ်တဲ့ပစ္စည်းလေးပါလက်သက်ကာရတွေပေါ့အဲ့လိုရရှိလာပင်လာညာတော့လေအဲ့ဒီမစင်တဲ့တူတဲ့ပစ္စည်းလေးပါးပေါ်မှာညစ်ကတွဲတာချင်းရှိတော့မမှုပဲနဲ့စွမ်းဆိုလဲစွမ်း3000တော့မှုပဲဟောဒါကတော့စားကောင်းလို့ဆိုပြီးညစ်ကတွဲတာတာမရှိဘူးသင်ငန်းဆိုလဲဒီသင်ငန်းကဝက်ကောင်းလို့ဆိုပြီးတော့ညစ်ကတွဲတာတာမရှိဘူးကျောင်းဆိုလဲဒီကျောင်းကြီးကဖိတ်ဖိတ်တောင်းအောင်ဆောက်လို့လှူဒန်းထားလို့ ညီကတွေ့တာချင်းမရှိဆေးဆိုလေဒီတိုင်းပဲပေါ့အဲ့လိုညီကတွေ့တာချင်းမရှိပဲနဲ့တုံးဆောင်တော်မူမယ်ဆိုတဲ့ရှေပြေးနမိတ်အဖြစ်ခုနကအိမ်မက်ကိုမြင်မှတ်တာအဲ့တော့အိမ်မက်တွေကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါလိုပေါ့ဖျားရှင်ကိုတော်မြတ်ဖျားလောင်းဘဝမှာလည်းအိမ်မက်တွေမြင်မှတ်တယ်ရှေပြေးနမိတ်တွေအဖြစ်ပေါ့လူတွေအနေနဲ့ကြည့်မယ်ယနေ့ခင်းအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဒါအိမ်မက်တွေတချို့မတ်ကြတယ်နော်တချို့တွေမှန်ကန်တာလည်းရှိသလို တချို့တွေမှားတာလည်းရှိတာပေါ့မှန်ကန်တာရှိတာကတော့ဘလို့မှန်ကန်ဘလို့ချိန်ဒီမှာမှန်ကန်တတ်တုံဆိုရင်ခုနကဦးဇင်းတို့ပြောတဲ့ဟာပေါ့ညင်ဦးရန်တို့တန်ကောင်းရန်တို့မှာမတ်တဲ့အိမ်မကမမှန်တတ်ဘူးတဲ့ဒီခုနကပြောတဲ့စားထားသမျှအစာကျင့်ရပြီးတော့ဩဇာအဟာရဖြစ်တဲ့အချိန်ဖြစ်တဲ့လင်ယာကြီးချိန်ပေါ့အဲ့ဒီချိန်မှာမတ်တဲ့အိမ်မက်ဟာအမှန်ကန်ဆုံးပဲတဲ့เนาะအိမ်မက်မတ်တဲ့ဆိုတာကလည်းသူအကြောင်းနေရှိတယ်ပေါ့ဟို လေဒက်6ချားပြီးတော့မတ်တာလည်းရှိသလိုရှေ့ကကို၄ချက်အဖူးတဲ့အတွက်ကြောင့်မတ်တာလည်းရှိတယ်နောက်တစ်ခုကနတ်တွေကိုကြည်စဲလိုတဲ့အတွက်ကြောင့်လှည့်စားလိုတဲ့အတွက်ကြောင့်မတ်တာလည်းရှိတယ်တဲ့နတ်တွေလှည့်စားလိုတဲ့အတွက်ကြောင့်မတ်တာရှိတယ်ဆိုတာကဦးဇင်းတို့တီဟိုခစ်မှာထင်တယ်ယဟန်ကြီးတစ်ပါးဆရာတော်တစ်ပါးပေါ့ အဲ့ဒီဆရာတော်ဟာတန်ဃာတွေကိုခွင့်ပန်ပန်ကြားခြင်းမရှိဘဲတဲ့ចောင်းဝန်းထဲကတစ်ပင်ကြီးကိုခုတ်ပလိုက်တယ်တဲ့ခုတ်ပလိုက်တော့အဲ့ဒီတစ်ပင်မှာနေတဲ့ဒုက္ခဣတရိယရုခဇိုးနဲ့ရုခဇိုးနဲ့ကဒေါသထွက်တာပေါ့တစ်ပင်ဆိုတာသူ့ရဲ့ဗိမာန်ပဲဒေါသထွက်ပြီးတော့အဲ့ဒီယဟန်းကိုနော်အဲ့ဒီဆရာတော်ကိုအိမ်မပေးတယ်တဲ့ဗြဟ္မတခါအိမ်မပေးတော့မှန်တယ်တဲ့ နော်သူပြောတဲ့အတိုင်းတကယ်ကြီးဖြစ်နေတာပေါ့ဗျာတစ်ခါနှစ်ခါသုံးခါရုံလောက်အောင်အိမ်မပြီးတယ်ဘယ်နှမှာဘာရှိတယ်သွားတူကြည့်တော့တကယ်ရှိတယ်ပေါ့မရွှေရှိတယ်ငွေရှိတယ်ဒီစသည်အဖြစ်ပေါ့သုံးခါလောက်နှောင်းအိမ်မက်တွေပြီးပြီးတော့လေးခါမြောက်လောက်လဲကြာရောဘာအိမ်မပြီးလဲဆိုတော့အရှင်ဘုရားကို ကိုးကွယ်နေတဲ့ရှင်ဘင်ဟာဒီနေ့ကစပြီး9ရက်အတွင်းနဲ့ရွာဆန်လိမ့်မယ် ဲ့လိုအိမ်မက်ပေးတယ်အိမ်မက်ပေးတော့ရှေ့အခါတွေတုန်းကပြောထားတာတွေကမှန်တော့ဒီယဟန်ကဒါကိုလည်းယုံကြည်တာပေါ့နော်ဒါကိုလည်းယုံကြည်တော့ရှင်ပြန်ကိုသွားပြီးတော့ပြောတယ်ပြောတော့အားလုံးသောမိဖုရားတွေမိဖုရားကောင်းတွေမိဖုရားလက်တွေမိဖုရားငယ်တွေအားလုံးငိုကြတာပေါ့ရှင်ပြန်ကြီးတပတ်နေနဲ့ရောဆန်ရတော့မယ်ဆိုတော့ဘာလို့လဲဆိုတော့အိမ်မက်ကလည်းအရင်ကမှန်နေခဲ့တာကိုအဲ့လိုဆိုတော့ရှင်ပြန်ကလည်းသူတင်မဲ့နေ့စောင့်ကြည့်တာပေါ့ ဆောင်းကြည့်တော့ခုနှစ်ရက်တာပြည့်သွားတယ်ရှင်မင်းကနှက်ရမဆန်ဘူးနှက်ရမဆန်တော့ဒီကိုရောငါ့ကိုတသက်စိတ်ဒုက္ခရောက်အောင်ပေးတာပဲဆိုပြီးတော့အမြတ်ဒေါသထွက်တယ်ရှင်မင်းကဟုတ်တာဘောကိုတင်မရဲ့ထိုင်ဆောင်နေရတာဘယ်တော့ပင်မန်းမလဲနော်အဲ့တော့အဲ့ဒီယဟန်ကိုဖမ်းပြီးတော့ရှင်မင်းကဘာလုပ်လဲဆိုတော့လက်တွေဖြတ်ခြေလောက်တွေဖြတ်ပြီးတော့တက်စီတယ်တဲ့နော်ဒါဥစဉ်တို့နတ်တွေလှည့်စားလို့တဲ့အတွက်ကြောင့်အိမ်မပြေးတာ နော်ဒါခုနကဒါလေးနဲ့ကြုံကိုပြောပြတာနောက်တစ်ခုကပုပ္ပနမိတ်အဖြစ်လေဦးဇနုအိမ်မက်မကြတယ်တဲ့နော်အိမ်မက်မကြတယ်အဲ့တော့ဦးဇနုဒီဗီဒီယိုကိုကြည့်နေတဲ့ဒါကရကမာပေါင်းသူတော်ကောင်းတွေကလည်းပဲဒါအိမ်မက်ဒီမက်ပြီဆိုလို့ရှိရင်ပုပ္ပနမိတ်လားဘလူမတ်တာတော့နော်ဒီတိုင်းတွေးလေးခြောက်ခြားလို့မတ်တာလားဘလူကြောင့်မတ်တာတော့ဒီလိုလေးကိုယ့်ဘက်ကိုပြန်ပြီးတော့စဉ်းစားကြည့်သုံးသပ်ကြည့်